ားလုံးပဲမင်္ဂလာပါကျွန်တော်မောင်တုခါပါဒီနေ့မှာကျောင်းမိတ်ဆွေများတို့ကျောင်းတက်တော့ကနမိတ်ကြည့်ပေးပါဖြစ်ပါတယ်ဒီနေ့မှာတော့စနေသားပင်တွက်ပါအချစ်ရဲ့အင်တော်ရေးစီးပွားရေးငွေရေးလောက်ကန်ပညာရေးဒါမီကန်ငွေရေးကစားကျောင်းစုံလျောင်းလေးကြည့်ပေးမယ်ပြီးရင်ဘီဝဲနောက်မှာကျောင်းရေတရားလေးနဲ့ပြေးမယ်ဒီရေတရားကိုလောက်ထားမယ်ဆိုရင်ဒီဆယ်လပိုင်းမှာစနေသားပင်ကန်ကောင်းချင်းတွေကိုယ်စီကိုရောက်လာမှာဖြစ်ပါတယ်ရေတရားကိုဖျောက်လုပ်ပေးပါလို့ကျွန်တော်ကကြံပြချင်ပါတယ်ဘီဝဲလေးမစတင်ခင်မှာကျွန်တော်အခုညစ်တစ်ခုတောင်းချင်တာက ဒီဗီဒီယိုမျက်နှာနဲ့ဝေမျှခြင်း share ရင်းလုပ်ဖို့လုံးဝလုံးဝမေးပါနဲ့ခင်ဗျာကိုလိုမျိုးပဲခက်ခဲတွေကြက်တွေရင်ဆိုင်နေရနေတဲ့စနေသားတွေမြင်တွေ့ပြီးတော့ကျွန်တော်ပေးတဲ့ရေတရားလိုက်ချီပတိုးတွေအဆင်ပြေသွားမယ်ဆိုရင်မိတ်ဆွေရဲ့ကျွန်တဲ့ကထပ်တူကုလိုရမှာဖြစ်ပါတယ်ဒါကြောင့်ဒီဗီဒီယိုမျက်နှာနဲ့ share ဝေမျှဖို့လုံးဝလုံးဝမမေးပါနဲ့ခင်ဗျာကဲဒါဆိုရင်ကျွန်တော်တို့လက်ကြည့်ကြမယ်ခင်ဗျာဒီဆယ်လပိုင်းမှာစနေသားတွေကံကောင်းနေလားကံဆုံးနေလားနှခုံးမေးရင်ကောင်းအားက 50လောက်ပဲရှိပါတယ်တတိထားရမှာ50လောက်ရှိပါတယ်ဘာရီယာကောင်းနေတာလဲဘာရီတတိထားရမလဲဆိုတော့ကိုအသေးစိတ်လေးကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကံကနော်ကံနဲ့ပတ်သက်ပြီးတော့ငွေတွေဝင်လာနိုင်တယ်အလုပ်နဲ့ပတ်သက်ပြီးတော့ငွေတွေဝင်လာနိုင်တယ်ကံမှာကောင်းတာတစ်ခုကငွေတွေဝင်လာသလောက်မစုမိတာတွေမဆောင်းမိတာတွေကုန်ကြစိတ်တွေများနေတာတွေကြုံတွေ့နေနိုင်တယ်ဒါကြောင့်ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးတော့ငွေစုမိဆောင်းမိအားကနည်းတယ်ငွေမရအောင်မဟုတ်ရတယ်ဒါကြောင့်မို့ ငွေတွေကိုကွာချီတာတွေငှားတာတွေအာမခံတာတွေမလုပ်သေးပါဘူးအဲ့လိုတုံးမိမယ်ဆိုရင်ပြန်မရတာတွေဆော့ရှုံးတာတွေဖြစ်နိုင်ပါတယ်အထူးဒီထားရမှာကတကယ်ချင်းမိတ်ဆွေတွေကိုချီတာငှားတာတွေအာမခံတွေမလုပ်ပေးပါနဲ့သူရဲ့အပူကကိုယ့်ဘူးဖြစ်တတ်တယ်ပေါ့နော်ဒါကြောင့်ငွေချင်းအဥ္စာပစ္စည်းနဲ့ပတ်သက်မယ်ဆိုရင်စုမိဆောင်မိအားကနဲတဲ့ကံနဲ့ပတ်သက်ပြီးအလုပ်နဲ့ပတ်သက်ပြီးငွေတွေရောဝင်လာနိုင်ပါတယ်နော်ဒီတစ်ချက်တော့2 green pea မှာဖြစ်ပါတယ် မိတ်ဆွေကံနဲ့ပတ်သက်မယ်ဆိုရင်တော့မိတ်ဆွေကံကတော့ရန်အားကောင်းတယ်။ရက်ဝေးရတကယ်ချင်းမိတ်ဆွေကူညီထောက်ပံ့ကောင်းတွေရရှိပြီးတော့ရက်ဝေးသွားမဲ့ခီးစဉ်တွေပေါ်လာနိုင်တယ်။ဒါကြောင့်မိတ်ဆွေကံနဲ့ပတ်သက်မယ်ဆိုရင်ရက်ဝေးကမိတ်ဆွေတွေကကိုယ့်ကိုအကျိုးရမ်းပေးတယ်လို့ဆိုရမှာဖြစ်ပါတယ်။ မိသားစုရင်းနဲ့ပတ်သက်မယ်ဆိုရင်ရန်ကောင်းပါတယ်ခင်ဗျာမိသားစုရင်းနဲ့ပတ်သက်ပြီးတော့နားလည်မှုလွင်နာဖြစ်အဆင်မပြေတာဖြစ်မိသားစုကကိုယ့်ပုံမှာမြင်ထမ်းလို့လို့မကောင်းမြင်နေတယ်ဆိုရင်ဒီဆယ်လပိုင်းမှာနားလည်မှုတွေရပြီးတော့အဆင်ပြေသွားမှာဖြစ်ပါတယ်အိမ်ချန်ပီယံနဲ့ပတ်သက်ပြီးတော့ဆိုရင်လည်းရန်အားကောင်းပါတယ်အိမ်ချန်ပီယံနဲ့ပတ်သက်ပြီးတော့အိမ်ဝမ်အိမ်ဝဲချင်တာလားအိမ်ရောင်းချင်တာလားနော်အိမ်ချမ်းမြေနဲ့ပတ်သက်ဘယ်လိုကိစ္စမဆိုအရန်ကြိုးပြီးတဲ့အတွက်ကြောင့်မို့အိမ်ချမ်းမြေနဲ့ပတ်သက်မယ်ဆိုရင်ဒီဆယ်လပိုင်းမှာစနေသားပြီးတွေလောက်ကင်တင်ပါမယ် အထူးဒိဋ္ဌာယမှာကခြေနဲ့ပတ်သက်တာကိုယ်နဲ့ချစ်တူချစ်ချင်းကတော့အဆင်ပြေတယ်တကယ်ချင်းမိတ်ဆွေတွေမိဘတွေအတိုင်းဝိုင်းကြကိုယ့်ရဲ့ချစ်တူတွေကတော့နားလည်မှုတွေလွယ်တာတွေအဆင်မပြေတာတွေဖြစ်နိုင်တယ်ပြီးတော့အဲကိုယ့်ရဲ့ချစ်တူကကိုယ့်ကိုထားခဲ့တာတွေเนาะအဲ့လိုလည်းဖြစ်နိုင်တယ်အခြေနဲ့ပတ်သက်မယ်ဆိုရင်တော့ညံ့နေတာကတော့ဟိုတော်တော်လေးညံ့တဲ့အထဲမှာပါတယ်ဒါကြောင့်ကြောက်နေတဲ့အကြံပြုရမယ်ဆိုရင်စနေသားမိတွေအဒီဆယ်လပိုင်းမှာအခြေနဲ့ပတ်သက်ပြီးတော့တိတ်ဦးစားမပေးစေချင်ပါဘူးအခြေကိုဦးစားပေးမိမယ်ဆိုရင်တေချာတစ်ခုက အချစ်ကြောင့်ကိုယ်မှာအလုတ်ပြက်အကန့်ပြက်အစားပြက်အနေပြက်အထိုင်းပြက်ပေါ့နော်အချစ်ကြောင့်เนาะခံစားရတဲ့ဝေနာတွေဖြစ်ပေါ်နိုင်ပါတယ်ပေါ့နော်ဒါကြောင့်အချစ်နဲ့ပတ်သက်မဲ့ဆိုရင်เนาะဂိူးစားရမယ်ကာလာတခုဖြစ်ပါတယ်နောက်တစ်ချက်ဒီသားရမှာကเนาะမိတ်ဆွေကန်နဲ့ပတ်သက်တာတော့ နော်ဟိုအရန်ကျုပ်ပေးတာမဟုတ်ဘူးပေါ့နော်ရက်ဝေးရမိတ်ဆွေတော့ပဲအကျိုးပေးတယ်ဒါကြောင့်မို့ကိုယ့်ရဲ့ပတ်ဝန်းကျင်တွေကလူတွေပေါ့နော်ကိုကအရင်တော့ကသူ့ကိုဘယ်လောက်ပဲကူညီခဲ့ကူညီခဲ့တစ်ချိန်တစ်ခါလောက်မကူညီမိရင်ကိုမကောင်းမြင်တာတွေအထင်သေးတာတွေမြင်သေးတယ်မကောင်းပြောတာတွေခံရတတ်တယ်ဒါကြောင့်ကျုပ်အနေနဲ့အကြံပြုရမယ်ဆိုရင်ဘဒုကိုမှဂယူမဆိုင်ပါနဲ့ကိုမှန်တဲ့တင်ဆက်လုပ်ပါလို့ပဲအကြံပြုချင်ပါတယ်ခင်ဗျာ အိမ်တော်ကြီးနဲ့ပတ်သက်မယ်ဆိုရင်တော့ရန်အားကောင်းပါတယ်အိမ်တော်ကြီးအစင်မပြေတဲ့သူတွေအိမ်တော်ကြီးကြောင့်တောကများနေတဲ့သူတွေအိမ်တော်ကြီးကွဲနေတဲ့သူတွေတကြက်ချက်ဖြစ်နေတဲ့သူတွေဒီဆယ်လပိုင်းမှာတေချာထုတ်ကအိမ်တော်ကြီးတွေတာယာပြီးတော့အစင်ပြေသွားတတ်ပါတယ်ဒါကြောင့်အိမ်တော်ကြီးနဲ့ပတ်သက်မယ်ဆိုရင်ရန်အားကောင်းနေတဲ့ကာလာတကူဖြစ်ပါတယ်အိမ်တော်ကြီးကံတွေကောင်းပါတယ်ဆရာကတော့ပြောတယ်အိမ်တော်ကြီးကံကောင်းတယ်ကျမနော်ကျွန်တော်တို့ကအိမ်တော်ကြီးအဆင်မပြေဘူးဆိုရင်ဘေးဝဲနောက်မှာကျွန်တော်ရေတရားလေးပေးမယ်ဒီရေတရားကိုဖြစ်အောင်လုပ်ပေးလိုက်ပါခင်ဗျာဒီရေတရားလွတ်လပ်ခြင်းအားဖြင့်အိမ်တော်ကြီးကံတွေ ကောင်းမွန်လာမှာဖြစ်ပါတယ်။နောက်တစ်ချက်เนาะအဲကျမရေးနဲ့ပတ်သက်မယ်ဆိုရင်ရန်ကောင်းပါတယ်။အထူးသတိပြုရမှာကကျမရေးနဲ့ပတ်သက်ပြီးတော့အနာဟောင်းတွေထတာမျိုးเนาะယောဂဟောင်းတွေထတာမျိုးเนาะအဲ့လိုမျိုးတွေဖြစ်ပေါ်တတ်ပါတယ်။ကိုကအရင်တော့ဖြစ်ခဲ့မှုတွေယောဂတွေရှိတယ်ဒီလိုဆိုင်ပါလို့ပဲကျွန်တော်အကြံပြုချင်ပါတယ်။ဒါကြီးကြီးမားမားတွေရော3 2တော့အစ်စ်တွေတော့ဖြစ်ဖို့တော့မရှိဘူး။ဘာသာပြားနဲ့ပတ်သက်ရန်အားကောင်းနေ စနေသားမိတွေနော်အဒီဆယ်လပိုင်းမှာဘာသာတရားနဲ့ပတ်သက်ပြီးအထိတ်ထန်ဝင်တာတွေနော်အထိတ်ထန်မဒီစိတ်တာတွေလှုပ်ကြည့်ပါကိုဖြစ်ကျင်ဆန္ဒတစ်ခုကိုဒါရိုးရိုးတေးတေးလေးလေးစားစားနဲ့တစ်ခုတည်းကိုစုကောင်းပါအထိတ်ထန်နေအောင်မြင်ပြီးတော့နော်အကိုဖြစ်ကျင်တဲ့ဆန္ဒတွေပြည့်မြအောင်မြင်သွားမှာဖြစ်ပါတယ်စနေသားမိဖေဖေမေမေနဲ့ကိုယ့်ရဲ့သားသမီးတွေထဲမှာသမီးကြို့တော်ခံစားခွင့်ရှိတယ်သားကြို့တော်ခံစားခွင့်မရှိဘူးပေါ့နော်ဒါကြောင့်သားနဲ့ပတ်သက်ပြီးဒီသားပါကိုယ့်ဒုက္ခမျိုးမျိုးတွေပေးတာမျိုးဆင်းရဲစရာတွေခံခနာလောက်တာမျိုးတွေကြုံတွေ့နိုင်တယ် တမိကျိုးနဲ့ပတ်သက်မယ်ဆိုကိုယ့်ရဲ့တမိတွေကပြောဆိုရခက်နေတဲ့ဆိုရင်ဒီဆယ်လပိုင်းမှာပြောဆိုဆုံးမကြည့်ပါအားလွယ်တဲ့ကူကိုယ့်ရဲ့စကားကိုလက်ခံတာမျိုးနားထောင်တာမျိုးတွေကြုံတွေ့နိုင်နေပြီးတော့သူနဲ့ပတ်သက်ပြီးတော့အကျိုးထူးတွေခံစားရမယ့်ကာလကိုဖြစ်ပါတယ်။ပညာရေးနဲ့ပတ်သက်မယ်ဆိုရင်အရန်အားကောင်းတာကဆရာကောင်းတမားကောင်းပြီးညီကောင်မတော်ရဲ့ထောက်ပံ့ကူညီကြကိုယ့်ရဲ့ပညာရေးတွေအောင်မြင်တာမျိုးတွေအဆင်ပြေတာမျိုးတွေဖြစ်နိုင်တယ်။ဒီထားရမှာကကိုယ်အတုံးမကြမှုကြောင့်ပညာရေးတွေထောက်နေတတ်တယ်။ဒါကြောင့်တကယ်ရဲ့မိတ်ဆွေပေါင်းတင်နေရမှာအထူးပြုဆိုင်ရမယ့်ကာလကိုဖြစ်ပါတယ်။ အလုတ်ကိုင်းစီးပွားရေးနဲ့ပတ်သက်မဲ့ဆိုရင်အလုတ်ပြောင်းတာတွေဆွတာတွေတော့တိတ်ပြီးတော့အားမပေးခြင်းဟုနောက်အလုတ်ပြောင်းမဲ့ဆွမဲ့ဆိုရင်အလုတ်တက်မဲ့ဖြစ်တာမျိုးတွေဂျုံထွေးနိုင်တယ်ဒါကြောင့်ဒီဆယ်လပိုင်းမှာငင်ငင်လေးပဲနေပေးပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်အလုတ်မရှိတဲ့သူတွေအလုတ်ရှာနေတဲ့သူတွေရှိတယ်ဆိုရင်ဘီယိုနောက်မှာကျွန်တော်ရေတရားလေးပေးမယ်ဒီရေတရားလောက်လိုက်ပြီးတော့ကိုယ့်ရဲ့အလုတ်ကန်တွေပြန်လဲကောင်းမွန်လာမှာဖြစ်ပါတယ်နောက်တစ်ချက်နော်ကံနဲ့ပတ်သက်ပြီးတော့အရန်ကျူပေးတယ်စနေသားတွေကံဆန်းလို့ရပါတယ်ကံဆန်းမယ်ဆိုရင်တော့တစ်ပါးရဲ့နံပါတ်2 တော့6ပါးရဲ့နံပါတ်တွေကအရန်ကြိုးပေးတယ်ဒါကြောင့်16နံပါတ်တွေကိုစတဲ့ကြည့်ပါကံကောင်းနေတဲ့အရောင်ကလိမ်မော်ရောင်ရဲ့အစိမ်းရောင်ရကံကောင်းတယ်ကိုညာရှိလို့အသုံးပြုပါဥမာရေးကြည့်တဲ့ကိစ္စတွေပြောဆိုတာပဲဖြစ်ဖြစ်ရေးကြည့်တဲ့ကိစ္စတွေနော်သွားမယ်လာမယ်ပြောမယ်ဆိုရင်အရန်ကြိုးပေးတယ်ဒါကြောင့်ကံနဲ့ပတ်သက်မယ်ဆိုရင်နော်အရန်ကြိုးပေးနေတဲ့အရောင်လည်းကျွန်တော်ပြောခဲ့ပြီနော်စိုးမှုတဲ့နံပါတ်တွေပြောခဲ့ပြီနော်ဒီနံပါတ်တွေဒီအရောင်တွေကိုအသုံးပြုခြင်းအပြင်ကံကောင်းမှုတွေတွေရရှိမှာဖြစ်ပါတယ် အရန်ကောင်းတာတခုကဒီဆယ်လပိုင်းမှာစနေသားမိတွေခီဝေးသွားတာတွေခီးထွက်တာတွေလှုပ်လို့ရပါတယ်เนาะခီးဝေးသွားမယ်ဆိုရင်အချို့သူတွေရရှိမှာဖြစ်ပါတယ်အကောင်းဆုံးကအလောက်ကိုင်းစီးပွားရေးနဲ့ပတ်သက်ပြီးတော့ခီးစဉ်တွေထွက်မယ်ဆိုရင် ကိုယ့်ရဲ့လောက်ကအလွယ်တကူပြင်းပြောက်တာမျိုးအောင်မြင်တာမျိုးပြီးတော့ရက်ဝေးရတကယ်ချင်းအကူအညီထောက်ပံ့လည်းရှိတဲ့ကြောင့်မို့အလောက်နဲ့ပတ်သက်ပြီးတော့ခီးထွက်မယ်ဆိုရင်เนาะအရန်အချို့သူတွေရရှိမယ်အလောက်ကိုင်းတွေအဆင်ပြေမယ်ကာလာတကူဖြစ်ပါတယ် ကောင်းလာတဲ့ခုကဒီစနေသားမိတွေဒီဆယ်လပိုင်းမှာကိုယ်မကောင်းတော့လောကီပညာပြုစားနှောက်ဆက်တာတွေလည်းဒါမရှိဘူးလို့မြင်တယ်။ဒါကကိုယ့်ရဲ့စိတ်မှာမတက်ဘူးဆိုရင်ဒါမိဆက်ရဆရာမှာစစ်စင်ကြီးပေါ့။ကျွန်တော်အကူညီတောင်းမယ်ဆိုရင်လည်းအခမဲ့စစ်ဆေးပေးပါရစေ။ကိုကစီကန်းစီုံသွားမပြဘူးတွေးစစ်တက်မရရင်မပို့ဘူး။လပင်းတွေကနင်းနေတဲ့ဘိုက်တွေကအောင့်နေတယ်။ခါကြဘိုက်တွေကလှုပ်စီလှုပ်စီဖြစ်နေတယ်။အဲ့လိုလူတွေရှိတယ်ဆိုရင်တော့ကျွန်တော်ဆက်သွယ်လာပါအခမဲ့နော်။ငွေတစ်ချက်မှမပေးနဲ့စစ်ဆေးပေးပါရစေ။ ကဲဒါဆိုရင်ကျွန်တော်ရေဒီယာလေးပေးမယ်ဒီရေဒီယာဖျောင်းလုပ်ပေးပါခင်ဗျာဒီရေဒီယာလောက်လိုက်ခြင်းအပြင်စနေတားပြီတွေဒီ10လပိုင်းမှာကံကောင်းခြင်းတွေကိုယ့်စီကိုရောက်လာမှာဖြစ်ပါတယ်ကဲဒါဆိုရင်ကျွန်တော်တူတူလက်ကြည့်ကြမယ်ခင်ဗျာခြေရမယ့်ရေဒီယာကအရန်မခက်ပါဘူးလေကူပါတယ်စနေသားမိတွေကံကောင်းခြင်းနဲ့အစဉ်ပြေခြင်းနဲ့ဆက်ဆက်ရအောင်မြင်ပြမြောက်ခြင်းနဲ့ဆိုရင်ဒီဆဲလပိုင်းမှာခြေရမယ့်ရေတရားက ုံတို့ခောက်ဆွဲတပကံနဲ့လေမိုရီတစ်ခွက်ကိုဖရားမှာကက်လူလူတန်းပေးပါခင်ဗျာနှိဆက်ရဖရားဒီမှာလေးရပါတယ်ကက်လူရမယ့်အချိန်ကစနေနေ့မနက်9:45နာရီမှာကက်လူကိုယ်တိုင်ကက်လူနိုင်နေဆိုရင်ကက်လူကက်လူမနိုင်တဲ့သူတွေလူကြီးမိဘတွေကိုအကူအညီတောင်းပြီးတော့ကက်လူလို့ရပါတယ်ကျွန်တော်ပြောတဲ့အချိန်မှာတည်ကြလေးလုပ်ပေးပါခင်ဗျာဒီအချိန်မှာလုပ်မယ်ဆိုရင်တော့ကိုယ့်အတွက်အကျိုးထူးတွေရရှိအောင်လုပ်ပါခင်ဗျာဒီဗီဒီယိုကိုအစကနေဆုံးလိုက်ကြည့်ပေးတဲ့အတွက်တယောက်ချင်းစီကိုကျွန်တော်ကျေးဇူးတင်ပါတယ်ခင်ဗျာ ကျုံမိတ်ဆွေတွင်အကျော့ရဲ့ဗီဒီယိုထဲမှာနားမလည်တာပြီးမစင်တာတွေတိချင်တဲ့အကြောင်းအရာလေးတွေတော့ဒိတ်တန်ဝင်တဲ့ကိစ္စတွေတော့ရေရာတွေလိုချင်တာရှိတယ်ဆိုရင်အကျော့ကွန်မန့်လေးမှာတစ်ချက်လောက်မှတ်လန်ခဲ့ပေးပါကျွန်တော်အားရင်အားလို့ဗီဒီယိုတွေလုပ်ပြီးတော့ပြန်ဖြေပေးမှာဖြစ်ပါတယ်တခါလေကြာရင်အကျွန်တော်ကဟိုကိုကပေးချင်တာကတမျိုးသူတို့လိုချင်တာတမျိုးဖြစ်နေတတ်တယ်လေဒါကြောင့်မို့ကျုံမိတ်ဆွေတွေကိုတိချင်တဲ့အကြောင်းအရာလေးတွေရှိတယ်နော်ရေရာတွေလိုချင်တဲ့ လော့ဂ်အင်းနဲ့ပတ်သက်တာလေးသိချင်တယ်မေးမြန်းချင်တယ်ဆိုကြောက်ကွန်မန့်မှာတစ်ချက်လောက်မှတ်လိုက်ကဲကျွန်တော်ပြန်ဖြေပေးမှာဖြစ်ပါတယ်။ကျောင်းမိတ်ဆွေတွေနှစ်အစာနှစ်အဆုံကောင်းတော်နမိတ်ကောင်းတော်သိကောင်းတော်ငွေကြီးကောင်းတော်လက်လက်ပြည့်နေပြည့်စုံပြီးတော့ပျော်စွင်တော်မိသားစုဘွားပျော်စွင်တော်ချစ်သူဘွားတွေပိုင်ဆိုင်ကြပါစေလို့ဆုမောကောင်းတောင်းပေးပါတယ်ခင်ဗျာ။နောက်နေ့မှပြန်လည်ဆုံတွေ့ကြပါမယ်။ဆွင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။ဒီဗီဒီယိုမြင်တာနဲ့ share ဝင်မြချင်းလုပ်ဖို့လည်းမမေ့ပါနဲ့ခင်ဗျာကိုလိုမျိုးပဲအခက်အခဲတွေအကျက်တွေရင်ဆိုင်နေရတဲ့မိတ်ဆွေတငယ်ချင်းတွေတွေ့ရင်တော့အဆင်ပြေသွားရအောင်လို့ပါ တို့တို့အဆင်ပြေတယ်ဆိုရင်မိတ်ဆွေရဲ့ကျွန်တော်တို့ကလည်းထပ်တူကုလို့ရမှာဖြစ်ပါတယ်။ကဲနောက်နေ့မှပြန်လည်ဆုံတွေ့ကြပါမယ်။ဆွေလန်းချမ်းမြေ့ကြပါစေခင်ဗျာ။